Il lui a vu dans ta cala. Ouais, là, je viens vu. On voulait. On voulait. On voulait. Ouais, là, je viens vu. Ouais, là, je viens vu. Vous Eh. Aïe, aïe, aïe. Quoi Quoi Oh 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 အစိုးရကအဲ့ဒီအလံဖြူကယူထားပါလားလို့ခုမှလာတောင်းနေတော့မင်းဘလို့လို့ပါတော့ဟမ်အစိုးရကအဲ့ဒါယူထားရင်မင်းဒီလိုဘဝမျိုးရောက်မှာမဟုတ်ဘူးလေညီမတင်ပါဖေဟာတပည့်တော်ပြောတယ် तू ခြေရန်တော့ကအဖြူတွေဝယ်ပြတာအရေးကြောင့်ဆိုအရာကိုထောင်းအဲ့အလံကိုထောင်းဆိုတော့မထောင်းဘူးအခုတော့ဒီလိုပြစ်ပြီ အားလုံးပဲမင်္ဂလာပါဒီနေ့2025သုံးလပိုင်း23ရက်နေ့မနေ့ခင်းမှာရေးပေါ်ရွထင်းချန်တွေကလည်းပြန်လေကြိုးစိုးလိုက်ပါတယ်ဒီနေ့မနေ့ခင်းမှာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပဲခူးတန်းကတောင်ငူမြော့တန်းတုံတုံငူလမ်းပန်းတွင်ရေတရင်စစ်တပ်မှစံကေဖြန့်ထွက်လာတဲ့ရေမြက်ကိုပြစ်ခတ်ခံရပြီးတော့တဦးသေးဆုံးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်ဒါကမနေ့ကပြစ်ခတ်ခံရတယ်လို့သိရတယ်ရေတွေစံကေနဲ့ထွက်လာတဲ့အချိန်မှာပြစ်ခတ်ခံရတာပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာတင်းမကြဘူးစစ်ခွေရောရေတွေရောရော့လာပြီးတော့အလုံးလာ ကိုသွားတယ်လို့သိရတယ်စစ်ခွေးတွေကတန်တောင်တောင်ကိုလမ်းပန်းကိုပိတ်ဆော့ပြီးနေနေပပလို့ပါပဲအရှာဖွေတာတွေလုတ်ပြီးတော့ပြန်သွားကြတယ်လို့သိရတယ်ဆိုတော့မနေ့ကစာမေးပွဲဖြေဆိုခြင်းဆိုတော့အเจ้าအနေအနာကလမ်းတွေပိတ်ထားကြတာတော့တွေ့ရတယ်ပေါ့ဆိုတော့ဒီဟာကဘီသူတွေတဦးကနဲ့ပြန်ပြီးတော့သိရတဲ့တရင်ကိုတင်ဆက်ပြတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေဒီတက်ခတ်မှုမှာအတဦးသေဆုံးတယ် လို့သိရှိရတယ်ပေါ့နော်အဲ့ဒီ note မှာလဲ main channel ပေါ့နော် main channel မှာဆိုလို့ရှိရင်လဲကျွန်တော်တို့ main channel မြို့နယ်အာစွန်ယူအနေပြီးသူပန်းရာခင်းမြတ်ကို main show နေသောစစ်ကောင်စီတပ်သားများကိုမန်းဆွေတက်ခတ်မှုမှာတအူးအသေးဆုံးခဲ့တယ်လို့သိရှိရပါတယ်ဒါကစွန်ယူအရှိဖက်အရှိဖက်က တိုးထဲတိုးထဲမှာရာခင်းတွေကို main ပက် main patch နေတဲ့မြို့ခွဲတွေကိုမန်းဆွေတက်ခတ်မှုမှာမြို့စိုးထီတအူး ဝီဆိုတီတကောင်ဒေဆောင်ပြီးတော့နှက်ကောင်ကတန်ရရှိတယ်လို့သိရတယ်ဟုဆွေကျိုးဆွေကျိုးဖြူပြည်သူကကိုရေးတက်ဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီကတော့စစ်ကောင်စီတက်ဖွဲ့တွေအာစစ်ကောင်စီတက်ဖွဲ့တွေလက်အုပ်ခံတွေကကျွန်တော်တို့ပြည်သူတွေရဲ့အာယာခင်းတွေမန္တလေးတန်းမှာမင်းချံမြို့နေနော်မင်းချံမြို့နေအာဆောင်ရအနေမှာပြည်သူပန်ယာခင်းတွေကိုမင်းရှုနေတဲ့ ူတွေကိုမိုင်းခွေတက်ခတ်ခဲ့တယ်လို့သိရှိရပါတယ်မနော်။ဒီဟာကသတင်းထူးတစ်ခု။နောက်တစ်ခုဆိုလို့ရှိရင်စစ်ကောင်စီတပ်ဖွဲ့တွေကဘလော့ထိရုတ်มาလဲဆိုလို့ရှိရင်တော့အာရခရတော် A နဲ့စစ်ကောင်စီတပ်တွေတပ်ပွေမြဖြစ်ပေါ်နေတဲ့ Error Return လေးမျက်နှာမြော့နေတွန်တိုချင်းရွက်ကိုစစ်တပ်ကလေရင်ဖြတ်ဘွန်ကျင်းမှုကြောင့်ဖောင်ကြီးချောင်းမင်းလောင်ပျက်စီးခဲ့ကြောင်းဒေတာတရင်ရင်းမိကသိရှိရပါတယ်ဆိုတော့ဒီဟာကတော့စစ်ကောင်စီကတော့ရှောင်းမေးမေးလာပြီဆိုလို့ရှိရင်အာဖုန်ကြီးကြောင်တွေအစော့အောင်ကြီးတွေနဲ့အကြောင်းတွေကိုပဲအာပြစ်မှတ်ထားပြီးတော့ ပြည်သူတွေစစ်ပေးရှောင်ဖက်သူတွေရှေ့နေမိနေရာကို ပြင်မထားပြီးတော့အာအဓိကတက်ခတ်မှာဖြစ်ပါတယ်စစ်ကောင်စီကတော်လေးကိုအာရှယံရန်လာပါတော့နော်အာကြောင်မေအာချန်ရန်ရန်လာသူတို့တရားကအာမလ16ရက်နေ့ညနေ17နာရီခန့်ကလင်းမြနာမြို့နယ်ပောင်းတော်ကြီးဘော်ကိုအကျန်းဖက်စစ်တပ်ကဂျက်ဖိုက်တာတစီးဖြတ်အာဂျက်ဖိုက်တာဖြတ် ဘွန်ကျဲတက်ခတ်ခဲ့ရမှာတွန်တိုဂျေဝကဖုန်ကြီးကြောင်းမင်းလောင်ပြက်စီခဲ့ပြီးတော့ထိခတ်သေးဆုံးမှုရှိမရှိရှိမရှိနဲ့ပြက်စီဆောင်းလျှောက်မှုတန်ဖိုးသိရှိရခြင်းမရှိသေးဘူးကြောင်းသိရှိရပါဒါကအပြည့်စုံကတော့မသိရသေးဘူးဘွန်ကျဲချခံရလို့မင်းလောင်သွားတာပဲသိရပါတယ်ဆိုတော့ဒီဟာကဒေတာနယ်ပြီးသူတွေအတွက် အသက်တော်စိုးရင်စရာအခြေအနေတစ်ခုပါပဲဟုလေသာတိုင်းရင်းမင်းကပြောဆိုပါတယ်ဆိုပြီးတော့ခက်တိမီဒီယာတိုင်းဌာနမှာ ရေးသားဖော်ပြထားတွေ့ရပါတယ်ဆိုတော့ဒီကစက်ကောင်စီကတော့အခုနပြောသလိုပဲအာသူတို့ရှောင်းမီရှောင်းမီမေးလာပြီဆိုလို့ရှိရင်ပြည်သူတွေအဆူစီမဲ့နေရပြည်သူတွေအဓိကရှိမဲ့နေရကိုပြည်သူတွေစပေးရှောင်းမဲ့နေရပြီးမှထားပြီးတော့တက်ခတ်မှာဖြစ်ပါတယ်ဒါကတခု နောက်တစ်ခုကလည်းအာ မကွေးတန်းကန်ကုန်းမြို့နေတွင်စစ်တပ်ကလေကြောင်းဖြတ်ပေါင်းကြီးတဲ့အပြင်မြေပြင်စစ်ကြောင်းထူးနေမှုကြောင့်ပြည်သူများထိခတ်သေးဆုံးမှုရှိပြီးလူဦးရေ၄000ဝန်းကျင်စစ်ပေးရှောင်နေရကြောင်းရော့အလင်းတန်းမှာတာဝန်ရှိသူတို့အစီကနေသိရှိရပါတယ်။ဒါကလေကြောင်းတက်ကတ်မှုကမလ၂၂ရက်နဲ့မနေ့ကနနေ့၈နာရီ 38မိနစ်ကကံကုန်းမြို့နယ်မြို့ပိုင်းမှာရှိတဲ့နန်းခါကျေးရွာဂျေးခန်းကိုအကြမ်းဖက်စစ်ကောင်စီမစ်တလာလေးတပ်မှတက်လာသောဂျက်ဖိုက်တာတစီးဖြန့်ဘုံကျဲတက်ခတ်မှုတက်ခတ်ခဲ့ရမှာပြည်သူများထိခတ်သေးဆုံးမှုရှိပြီးအရေးအတွက်အတည့်အကျအသိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါတယ်ဒါကဒါအပြင် မလ16ရက်နေ့ညနေ17:00ခန့်အချိန်မှာဆက်၍ကံကုန်းမြို့အခြေစိုက်ပေါ့နော် ဆလရ90တရင်မှာ အနည်းမှရှိတဲ့ဂျေးရွာမြတ်ကိုစစ်ကောင်စီတပ်ကအင်အား120ခန့်120ခန့်ပြန်မြော့တောင်ဖဲမှာရှိတဲ့ဗျာရွာအောင်မင်းရွာပေါ့နော်အာရှော့ပင်အနောက်ကန်ကို အနောက်ကန်ကိုရွာစုံးစီရွာစတဲ့ရွာမြတ်ကိုစစ်ကြောင်းထူးဝမ်းရောက်ကပြည်သူမြတ်ကိုဖမ်းဆီးပြီးလူသားတန်းကအဖြစ်ပြုတ်လောက်ကအောင်မင်းရွာကိုအာ shopping ဂျေးရွာမှာပေါ့နော်ဆိုတော့ shopping ဂျေးရွာ night ်အထံချက်၍ဘန်ကာများအခန့်အမှတီဆော့နေကြောင်းသိရှိရပါတယ်။၎င်းကပြည်သူတွေကိုလူသားတန်းကအဖြစ်ဖန်စီထားပြီးတော့အထံစကန်တီဆော့နေတာဆိုတော့ဒီဟာကတိုးထဲကနေတိတွေကိုဘာတွေလောက်ခုတ်ပြီးတော့အနောက်ကနေကားနဲ့လိုက်ပေါ်တာသူတို့ဘန်ကာလေးနေရဆုတ်ထားနေတာလို့သိရပါတယ်သူတို့နေရာကဘေးနေရာတွေဆော့နေလေတော့မသိဘူးအဲ့ဒီနေရာက စည်ရအရအေးပါတဲ့နေရာတစ်ခုပါတဲ့ဆိုတော့အဲ့ဒီနေရာကိုအဲ့ဒီနေရာကပစ်လိုက်ရင်ကလေးတောင်ပန်းကလေးတောင်ပန်းနဲ့ချင်းပြည်နယ်တစ်ခုလုံးကိုကောင်းသွေးရေဖြတ်တော့ဖြတ်တော့နိုင်တဲ့နေရာဖြစ်တယ်လို့ဖြစ်တဲ့အတွက်ဖြစ်တဲ့အတွက်စကန်းတီဆော့နေတာဖြစ်တယ်ဟုအာရော့အလိန်တန်းမှာကိုဘတ်ကောင်းကပြောဆိုပါတယ်တရားကတော့စကောင်စီတက်ကတော့ကျွန်တော်တို့ချင်းပြည်နယ်ကိုအာ ရစ်ခါတို့နော်ဆိုတော့ဒီဟာကဆင်းပြီနေကိုရစ်ခါတွေဖြတ်နိုင်ဖို့အတွက်ကြိုးစားနေတာလားမသိဘူးဒီဟာကသူအရေးပါတဲ့စိရဲ့အရေးအရအရေးပါတဲ့နေရာကိုအာဘန်ကတောင်းခုကိုဆုတ်ထားနေလို့သိရှိရပါတယ်ဒီဟာကလေးလေးနေရာပေါ့နော်လေးနေရာကိုဘန်ကဆုတ်ထားနေလို့သိရှိရပါတယ်ဒါကကျွန်တော်တို့အာတော်လိုင်းတဖို့တွေရဲ့အာစင်ကုန်မှုတစ်ခုစစ်ကောင်စီကအရေးကြီးတဲ့နေရာကိုအာဒီလိုမျိုးလော့နေတာပြီးရင်ပြည်သူတွေကိုဖမ်းဆီးမှုတွေလော့နေတယ်။ဒီဟာကဖမ်းဆီးလူသားတန်းကအဖြစ်လော့နေတာလို့သိရှိရပါတယ်။ဆိုတော့အဲ့ဒီ ်အာကံကိုမြို့နဲ့မြို့ပန်းမှာရှိတဲ့နန်းခါကျေးရွာစေခန်းကိုတိုက်ခတ်မှုမှာစစ်ကောင်စီရဲ့တိုက်ခတ်မှုကြောင့်လေဆုံးနေတဲ့ပြည်သူတွေလည်းရှိတယ်လို့သိရှိရပါတယ်ဒီထဲမှာအရေးအတွက်ကတော့အတိအကျမသိရသေးဘူးစုံစမ်းနေစီလို့သိရှိရပါတယ်ဒါကတော့ဒရင်းခုအနေနဲ့ကံကိုမြို့နယ်ကစစ်ကောင်စီရဲ့ညှို့မှန်မှုကြောင့်ဖြစ်နေတဲ့အကြောင်းကိုတင်ဆက်ပေးတာဆိုတော့ဒီဟာကဒတိုလေးကိုစစ်ကောင်စီကပြရှိနေပါတယ်ကျွန်တော်တို့တောင်ပန်းဖေးမှာရှိတဲ့တောင်ပန်းတိုင်းပေါ့နော်အာချင်းပြည်နယ် အာဂလေးကလည်းမဟုတ်ဆိုရီယာကဒီသွားတဲ့ land ကိုသူတို့တွေကအဓိကထားပြီးတော့အာပစ်ဆော့ဖို့လုပ်နေတာလို့သိရှိရပါတယ်ချင်းပြည်နယ်ဗလန်းမြို့မှာဆိုလို့ရှိရင်စစ်ကောင်စီကတတော်လေးကိုအထိနာနေတယ်ပြည်ရင်တခြားနေရာမှာတောင်ပိုင်းမှာဆိုလို့အဲ့လောက်ထိမရှိတော့ဘူးချင်းပြည်နယ်ကမြောက်ပိုင်းဘက်မှာအာဗလန်းမြို့တို့ဖေးမှာဆိုလို့ရှိရင်တတော်လေးကိုအထိနာနေတဲ့တွေ့ကြောင်အခုလိုမျိုးလုပ်နေတာလို့သိရှိရပါတယ်ဒါပြင်အဲ့ဒီတော့မှဗပြင်းပြီးတော့ပြောချင်တာကစစ်ကောင်စီကခန်းတော့အလုံးသမားဆေလွတ်မှုမြတ်ကိုအစစ်များစွာကန့်တက်လိုက်ပြီးတော့ အလောခောစာတရော့တဆောင်လျင်လူဦးရေ90ဦးနှောင်းပြန်မတလတ်လျင်တကြိမ်သာတင်တင်ပြခွင့်ပြုတော်မယ်လို့သိရှိရပါတယ်။ဒါပြင်ဂျပန်၊ကိုရီးယား၊မလေးရှား၊စင်ကာပူနဲ့အခြားနိုင်ငံများသို့မြန်မာအလုပ်သမားဆေလွှတ်မှုဆိုင်ဆိုင်ရာကန့်သက်ချက်များကိုဆက်လက် ထောက်ပြန်မေးလို့သိရှိရပါတယ်ဒါကတော့စက်ကောင်စီကခုတလုံးမှာပြပထွက်ခွက်ခွက်မို့နော်ဒီဟာကတတော်လေးကိုတင်းကျပ်နေပါတယ်ဒါဒီဟာကသူတို့ပြောတာကတော့ကျွန်တော်တို့မျောလင်းထားတဲ့အတန်းပါပဲ agency တခုအနေနဲ့အလို့ခေါ်စာတခုတောင်ရဖို့ကအခုကာလမှာခက်ခဲပါတယ်မမှန်ကန်ကန်အလို့ခေါ်စာကိုပြောတာပါဆိုဒီဟာကတော့နော်ဆိုတော့ဒီဟာက agency တခုအနေနဲ့အလို့ခေါ်စာ တစ်ခုကိုလူဦးရေ90ပေးပေါခွန်ပြုတယ်လို့ပြုတဲ့သဘောပဲနောက်ပြီးတော့အာတက်မှတ်ထားတဲ့အဆင့်တွေကိုလည်းအသင့်အဆင့်တွေကလည်းအရန်မြတ်လာတယ်လို့သိရှိရပါတယ်အရင်ကတော့အလောက်ခိုစာအလောက်ခိုစာတင်တင်တန်းတဲ့စာချုပ်စာချုပ်ချုပ်ပေါ့နော်အာဒီပြီးရင် OWIC ရောရက်လိုက်လေရင်လေရင်လက်မဝေပြီးတော့တခါသေးနဲ့ဝအတိုင်းပို့တာလို့သိရှိရပါတယ်ဒါကတော့အခုချိန်မှာတော်တော်လေးကို ချိုးရှက်ခတ်နေတဲ့စက်ကောင်စီရဲ့ပြပထွက်ခွာခုံမနော်ပြည်သူတွေလူငယ်တွေပြပထွက်ရမှာကိုအရန်ကိုစူးရင်နေတဲ့စက်ကောင်စီတရက်ချင်းနေစက်ကောင်စီတက်ကတိုလေးကိုကြောက်နေတာအခုချိန်မှာပြပတူလူငယ်တွေပြပထွက်ပြီဆိုလို့ရှိရင်တိုလိုင်းတက်ဖို့ကိုထုတ်ပတ်လာမှာကိုလည်းကြောက်တယ်ပြီးရင်ဒီထက်မှာကျွန်တော်မြန်မာနိုင်ငံမှာသူကစက်မှုထမ်းဖို့အတွက်အတင်းအဓမ္မကိုလော့ဆောင်နေတဲ့အချိန်မှာဆိုတော့တရားကလူငယ်တွေကိုအသက်အရွယ်အကန့်အသတ်ပေါ့နော်တိုလေးကိုလော့ဆောင်နေတာသိရပါတယ်ဆိုတော့ဒါပြင် ဝင်ပြည်နယ်တထောင်မြို့နယ်မြို့နယ်တွင်လူငယ်မြတ်ကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွေဖမ်းဆီးရာတွင် ပါဝင်နေတဲ့စစ်မှုထမ်းဟောင်းဂျီယိုနဲ့ချွေးမတော့ပြစ်ခတ်ခံရပြီးတော့တေဆောင်းနေလို့သိရှိရပါတယ်ဒါကသူတို့တေဆောင်းနေတဲ့ရွက်လောင်းတွေကတော့ဒီမှာတော့ရှိတော့ရှိပါတယ်မချက်ပြတော့ဘူးညာကအဲ့ဒီထင်းမှာ အာသူတို့ဆူဆောင်းနေတော့မနော်ပြည်သူတွေစီကလူငယ်တွေစီကပပောင်တင်တွေကိုတောင်းယူနေတဲ့စစ်မှုထမ်းဖို့အတွက်အာတောင်းယူနေတဲ့လူငယ်တွေရဲ့ပပောင်တွေကိုလည်းဒီထဲမှာသိသိရရှိထားပါတယ်အခုချိန်မှာစစ်မှုထမ်းအောင်တော့အာအုတ်ချိုရီမှုတော့ပြီးရင်ယာယီမှုတို့ကစစ်ကောင်စီအတွက်အတိပေးပြီးတော့လုပ်ပေးနေကြပါတယ်စစ်သားဆူဆောင်းမှုတွေလုပ်ပေးနေကြပါတယ်တချို့လူတွေဆိုလို့ရှိရင်ဝေရဲကြေးရဲယူပြီးတော့စစ်ကောင်စီအတွက်လူစုပေးတဲ့အမျိုးလဲလောက်ဆောင်နေကြတယ် အာအခုမြို့ပေါ်မှာဆိုလို့ရှိရင်ဇိုးတွေကလူငယ်တွေကိုဖမ်းဆီးတယ်ဖမ်းဆီးပြီးတော့စစ်စစ်တပ်စုဆောင်ရေးထဲမှာရောင်းစားတယ်မျိုးလည်းသိရတယ်အခုကြည့်မှာဖမ်းဆီးအာသူတို့တွေကလူငယ်တွေကိုဖမ်းဆီးတာမျိုးတွေလည်းရှိတယ်လူစုပေါ်အတွက်လူငယ်တွေနေအိမ်တွေလက်ပြတာမျိုးလည်းရှိတယ်တထောင်မြို့တွဲမှာဒလန်အိုကြီးတချို့နဲ့လူငယ်တွေကို အတမဆက်မှုထမ်းဖို့ကိုငင်နေသူတွေတချို့ရဲ့အချက်လက်တွေအတိအကျကိုရရှိထားပြီးဖြစ်လို့ယခုအချိန်ကစပြီးရက်တန့်ဖို့ပဲမတ်ချက်ပေးခြင်းပါတယ်ကျွန်တော်တို့ကအဖွဲ့ကျွန်တော်တို့အဖွဲ့အနေနဲ့အလားတူမရှင်တဲ့မရှင်မြို့မရှင်မြို့တွေလည်းဆက်လက်ဖို့ဆောင်သွားမှာပါဟုတ်ဘီတုဖက်တော်သားအဖွဲ့မှာတာဝန်တူကတာဝန်ရှိသူတူကပြောဆိုပါတယ်အခုချိန်မှာဆိုလို့ရှိရင်သူတို့တွေကလူငယ်တွေကိုစုဆောင်တဲ့ဘာတွေနဲ့ပတ်သက်ပြီးတော့ အချက်လက်တွေကိုအများကြီးကိုရရှိထားပါတယ် အဲ့ဒီထဲမှာပါဝင်နေတဲ့သူတွေ၊အော်ဂျီတွေ၊အာဒလန်အော်ဂျီတွေပေါ့နော်ဆိုတော့ဒီထဲမှာအချက်လက်တွေအကောင်လုံးကိုရရှိထားတယ်လို့တော်လိုင်းပစ်သူသားတွေကပြောဆိုပါတယ်။တရားကကျွန်တော်တို့ဒီမနက်ခင်းမှာရရှိထားတဲ့သတင်းထူးတွေကိုတက်နိုင်တယ်လို့ပြင်ပြီးတော့အချင်းချုပ်ပြီးတော့တက်နိုင်တယ်လို့ပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်။အသေးစိတ်ကိုလည်းမသိရှိနိုင်တဲ့ရှိလို့ရှိရင်ခွဲလို့နားလည်ပေးကြပါ။ဆိုတော့တရားကဒီမနက်ခင်းရဲ့ No Song ရရှိထားတဲ့သတင်းထူးတွေကိုတက်နိုင်တယ်လို့တင်ဆက်ပြတာနောက်မှာကျွန်တော်စုဆောင်းထားတဲ့ရုပ်သံဖန်တဲ့သတင်းတွေကိုကျွန်တော်တို့ပြင်ပြီးတော့ကြည့်အောင်ပါ။ပထမဆုံးကတော့ အရာဝဒီထန်းကတင်ဆက်ပေးထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေထွက်ပြီးနေတဲ့လူတွေကိုပြန်ပြီးတော့မိပြီးတော့အာခမင်းကျွေးပြီးမျက်မကြာပဲနဲ့ပြန်ပြီးတော့စစ်တန်းကိုတခါနဲ့လွတ်တဲ့အကြောင်းကိုတင်ဆက်ပေးနေတာကိုကျွန်တော်နဲ့တူအရင်ဆုံးနားထောင်ကြည့်ရှုအောင်ပါကဲဆက်လိုက်အောင်နော် ARD Times သာဘာမြို့နယ်သဲဖြူရွာနောက်ဖက်မယဲချင်းရွာအနီးမှာတိုက်ပွဲတွေပြင်းထန်တဲ့အတွက်မက်ရှလာ၁၈ရက်နေ့ကစစ်ကောင်စီတပ်သား၅ယောက်ဟာရှစ်ရက်မှထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ ။တာဘမြို့ဖက်သို့ဥတီထွက်ပြေးသွားတဲ့အဆိုပါစစ်ကောင်စီတပ်သား9ယောက်ဟာပသိမ်တာဘောင်ကာလန့်ပေါ်ရှိကျစ်တုံကွင်းရွာလမ်းစုံအယောက်မှစစ်ကောင်စီတပ်ကပြန်လည်ဖမ်းမိခဲ့ပြီးနောက်တမီတေးဘီရှေ့တန်းသို့ပြန်ပုတ်ခဲ့တယ်လို့ဒေတာတွင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။တဲဖြူရနာဘက်ကမရဲချင်းရွာဘက်မှာတိုက်ပွဲတွေဖြစ်တော့အလေးစစ်သား၅ယောက်ကစစ်မတက်ချင်တော့လို့တေမာကြောက်ပြီးကိုလိုယုံထွက်ပြေးကြတာ။ စစ်တုံခွင့်ကလမ်းဆုံရောက်တော့အဲ့ဒီမှာရှိနေတဲ့တပ်ကတူတူကိုပြန်ဖမ်းမိသွားတယ်။တကယ်ဆိုစစ်ဥပဒေအရရှိတဲ့ငါထွက်ပြေးတာအရေးယူခင်ရမှဒါပေမဲ့စစ်တပ်မှလူမရှိတော့အဲ့ဒီ၅ရောက်ကိုထမင်းချေပြီးခက်စစ်ပြန်ထားတဲ့ခမရ၅ရောက်ရှိတဲ့ကိုပြန်ပိုးလိုက်တယ်တို့တာပါမျိုးရှိစစ်ကောင်စစ်တပ်နဲ့နီးစပ်သူတူကအေရရီတိုင်းကိုပြောပါတဲ့။လက်ရှိမှာတာပါမျိုးနယ်ရှိတာပေါင်းလေးရွာ ကမောချင်းကုန်းနဲ့မယန်းချစ်ရရဲ့အနီးမှာစက်ကောင်စီတန်နဲ့အရခတ်တတော်အေးမူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲတွေချစ်ပွားနေရတဲ့သိရပါတယ်။ကဲဆိုတော့ဒီကတော့စက်ကောင်စီတက်ကအခုချိန်မှာဆိုလို့ရှိရင်လူဝင်အားကတော့တော်လေးကိုလူအပ်နေတယ်။အာအရင်တော့ကဆိုလို့ရှိရင်အခုတက်ပြီးတွေဆိုလို့ရှိရင်ဖမ်းမိပြီဆိုလို့ရှိရင်လက်နဲ့တဖြင်းဖမ်းမိတယ်ဆိုလို့ရှိရင်အာသူတို့ရဲ့တက်ဟိုဒါမျိုးပေါ့နော်ဆိုတော့ဒီကအာနင်းအမျိုးမျိုးနဲ့အေးအေးယူခံရတယ် တို့အခုချိန်မှာအရေးယူခံရမှုတွေမရှိဘဲနဲ့ပြန်ပြီးတော့စစ်တပ်ကိုထမင်းကောင်းကောင်းလေးကျွေးပြီးတော့စစ်တပ်ကိုပြန်ပြီးတော့လွတ်တယ်ဆိုတာကတို့လေထဲမှာဘလုံးထီများစစ်တပ်လူအပ်မှုတွေရှိနေလေဆိုတာကိုတော့ကျွန်တော်တို့အရန်ကိုလည်းအတိတလွတ်မှာပြီကျွန်တော်တို့ဒီနိုင်မှာပြီနော်ဆိုတော့ဒီကစစ်ကောင်စီကအရန်ကိုလူအပ်နေတယ်အစစ် တသသည့်လို့ဗောနော်တစစ်တပ်တွေလုံးဝကိုမနာကျင်စေချင်လို့ဘူးဆိုတော့ဒီလိုမျိုးလုံးမယ်ဆိုလို့ရှိရင်ကြောက်လာပြီးတော့နောက်တစ်ခါပြင်ပြီးတော့ချော့ပြထွေးပြီးလာမှာကိုစိုးရင်တွေတွေးကြောက်အခုကအဘာမှမလုပ်ဘဲနဲ့ထမင်းကောင်းကောင်းလေးကျွတ်ပြီးတော့စစ်တန်းကိုပြေးပြီးတော့ပေါ့တယ်ဆိုတော့ဒီကောင်တွေကစစ်တန်းကိုပြေးမှာပဲပေါ့ပေါ့ဘေးစေးစစ်တန်းကိုပဲပို့လိုက်နော်လက်နဲ့ချပြီးတော့အရင်အိုးဆောင်လက်နဲ့ချမဲ့ကောင်တွေကြီးပဲဆိုတော့ဒီကဒီလိုမျိုးကတော့မင်းတို့စစ်မတိုက်ချင်ဘူးဆိုလို့ရှိရင်လက်နဲ့မြင်မြင်ချပါလို့ပဲကျွန်တော်တို့ပြောချင်ရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုက အာပြည်သူ့ဗန်းတိုင်ကမြင်းမြတ်ထားတဲ့အင်တာဗျူးပေါ့နော်ဆိုတော့နောက်တစ်ခုတရားကတော့အာဟိုးတနေ့ကဘလဲဝဘလဲဝမဟုတ်အဲ့ဒီဂမ်ဘလဲလားဘလဲဝလားမသိဘူးအဲ့ဒီ အဲ့ဒီကနေလက်နဲ့ချလာတရင်တရင်လောက်မလို့လက်နဲ့ချလာတဲ့စစ်ကောင်စီတပ်တွေကိုမေးမြန်းထားတဲ့အင်တာဗျူးကိုကျွန်တော်နဲ့တူကြည့်အောင်ဆိုတော့ဒီကပြည်သူပန်တန် YouTube channel မှာအပြည့်စုံကိုတော့ကြည့်ချင်လို့ဆိုရှင်အဲ့ဒီမှာသွားပြီးတော့ကြည့်လို့ရပါတယ်ဒီမှာကတော့ကျွန်တော်ကြက်တဲ့နေရာကိုပြပြီးတော့ကြည့်ရတာဖြစ်ပါတယ်နားထောင်ကြည့်အောင်နော်စစ်ကောင်စီတပ်ဖွဲ့တွေအထက်ကနေဘလူတွေထွက်လာကြတာလေအဲ့တော့တရင်မဟုတ်ဘဲနဲ့ပေါ့နော်ဒီတွန်လိုင်းတပ်ဖွဲ့တွေနဲ့ကြတော့ဘလူဆွေးနွေးမှုတွေညှိနှိုင်းမှုတွေလုပ်လေအဲ blue ကနေတော့ကုညီပေးလေအဒီလိုပြီးတော့ဘလူထွက်လာခဲ့တယ်လေလေးသိကြပါတယ် โอเคဗျာကျွန်တော်တို့ကအဲ့မှာဟို wedding ကဥက္ကဋ္ဌရှိတယ်ဗျာဥက္ကဋ္ဌနဲ့ကျွန်တော်တို့ကခင်တော်ကျွန်တော်တို့စကမ်းပေးရပဲသူတို့သွားလာရှိတော့သူတို့နဲ့မေးပြပေါ့မင်းစကားပြောရင်လည်းဒီလိုပဲချင်းစီတရမှာသွားမယ်သွားမယ်ဆိုသူတို့ကလည်းလည်းလေးလေးကြိုးစုံတယ်ကြိုးစုံမယ်ပေါ့အဲ့ဒါဟိုကျွန်တော်တို့အရာရှိအဲ့ဘုံမှုအောင်မျိုးတင်တို့နဲ့တိုင်မင်းနဲ့အဲ့ဥက္ကဋ္ဌနဲ့တိုင်မင်းပြောမှသူတို့စီကဟိုဟိုဒူတိုင်မှုဥပ္ပိခုနဲ့ အဲဒီမှာကျွန်တော်တို့အဆက်အသွယ်လောက်တာပေါ့အဆက်အသွယ်လောက်ပြီးမှသူတို့ကလည်းကျွန်တော်တို့ဒီရက်ပတ်ဟာစူစီနဲ့ထွက်လာခဲ့မယ်အဲဘက်ကနေမှဒေါ်လိုင်းဖွင့်နေရမှာဘယ်နေရာထိလာကြိုပေးနိုင်မလဲအဲလိုပေါ့နေ့ရက်တစ်ခါသုံးရက်တစ်ခါလောက်တို့အဆက်အသွယ်လောက်တယ်လောက်ပြီးတော့မှကျွန်တော်တို့အဲ့ဒါသူတို့ကဒီနေရာငါးဝါအထိသူတို့လာကြိုပေးမယ်အဲငါးဝါအထိတို့ထွက်လာခဲ့ဆိုပြီးတော့အဲလိုပြောတဲ့အချိန်မှာကျွန်တော်ကအဲ့မှာစထွက်လာခဲ့အကုန်လုံးစကန်တစ်ခုလုံးကြီးတဲ့နေရာတိုင်းထွက်သွားလိုက်တာဗျ။อืมအော်ဟုတ်ကဲ့ ဟိုစကန်တစ်ခုလုံးပေါ့နော်ရှိတဲ့အင်အားဆိုတော့အင်အားကဘယ်လောက်လောက်ပါကြလဲဆရာကြီးတို့ထွက်လာတော့ဆရာကြီးတို့စကန်က36ယောက်ဗျာဟော36ယောက်တော့အဲ့တော့ခုနကဆရာကြီးတို့ပြောလာတော့လက်နက်ခဲရန်တွေလက်နက်ငယ်တွေအကုန်လုံးနှိပါပါလာတယ်ဆိုတော့အဲ့ဒီအတွက်ကောဒီအဲဒီဆရာကြီးတို့နဲ့ချိတ်ဆက်တဲ့ဒီဘောနော်ဒီတော်လိုင်းတစ်ဖွဲ့ကအဲ့တော့ဘောနော်စုငွေပေးတာတွေအဲ့လိုမျိုးတွေရခဲ့လားပေးတယ်ဗျကျော်တို့ဟာမှာဘောင်ကုန်းရောက်တဲ့အချိန်မှာပေးတယ်ဗျာဟိုလက်နဲ့ပါတဲ့အလုံးကိုမပါတဲ့လူဘောဘောသူတို့ဖြမ်းမြ အကုန်လုံးညှိပြီးပေးတာပဲပါတဲ့လူကြီးပဲလည်းမဟုတ်ဘူးပေါ့ဟိုရှိတဲ့အခုပါသွားတဲ့လက်နဲ့ပါတဲ့လူရောမပါတဲ့လူရောအကုန်လုံးတန်းညှိပြီးပေးတယ်ဗျာအော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့တရားရုံးအနေနဲ့ဒီပြည်သူနဲ့ဘောနော်ဒီပူပေါင်းရက်တည်လာတဲ့အပေါ်ဘောနော်ဒီခန်းစားချက်တွေကဘယ်လိုခန်းစားရလဲတက်ထဲမှာနေရတဲ့ခန်းစားချက်နဲ့ဒီပြည်သူဘက်ကိုရောက်လာတဲ့အနေအထားနဲ့ခန်းစားချက်ဘောနော်ဒီကွာချားသွားတဲ့ဟာလီဟုလဲဒါပြောပြပေးပါဦးတက်ထဲမှာနေတဲ့ဟာတော့ကိုကိုစိတ်နဲ့သူ့ကိုဖြစ်နေတာဗောကိုစိတ်နဲ့သူ့ကိုကိုကကိုစိတ်ကတော့ရှိတယ်ကို သွားခြင်းနဲ့လည်းမသွားဘူးပေါ့။ဒါခြင်းနဲ့လည်းမလား။ချုပ်တီးမှုတွေအများကြီးရှိတာပေါ့။ချုပ်ချယ်မှုတွေအများကြီးရှိတယ်။အခုပြည်သူဘက်ကရက်တီးပြီးတော့မှပြည်သူရင်ခွင်မှာကိုလုံးနဲ့အေးချမ်းချမ်းနေရတယ်၊စိတ်လွတ်လပ်လို့နေရတယ်၊ကိုယ့်ကိုသွားခြင်းနဲ့နေရလဲအေးအေးချမ်းချမ်းသွားရတယ်ဗျ။ဒီမှာတော့စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နေရတယ်ဗျ။ပြည်သူလူထုကလည်းတိုက်လိုက်လေလေတောင်းတဖျားကြူစုတယ်။ဒီမှာဆိုရင်လည်းသူတို့ကျွန်တော်တို့နေတဲ့နေရာနေမှာအလုံးကဝိုင်းပြီးစောင့်ရှောက်တယ်၊ဝေစားအစားဆောင်အထဲအစားတော့ကအစား အကုန်လုံးထောက်ပံ့ပြီးတော့သူတို့ပံ့ပိုးပေးထားတယ်ဗျနေစရာဆိုလဲအဆောက်အဦကောင်းတဲ့နေရာမှာထားထားပေးတယ်ဗျကဲဆိုတော့နေရာကတော့အာစစ်ကောင်စီလောက်ကနေကျွန်တော်တို့တရင်လောင်းမို့နော်တရင်တရင်လောင်းကိုထွက်လာတဲ့အာစီဒီယံအလင်းဝင်လာတဲ့အာသူတွေဖြစ်ပါတယ်ဆိုတော့ဒီကတော့တော်တော်လေးကိုလေးဆက်စရာကောင်းတဲ့သူတွေဖြစ်ပါတယ်ခေါင်းဆောင်တွေဆုံးဖြတ်ချက်မှန်တဲ့တွေ့ကြောင်သူတွေလက်ဦးငေးသားတွေကိုလည်းအခုလွင့်မြွက်နေရကိုရော့နေကြပြီသူတို့တွေကလည်းအေးအေးချမ်းနဲ့နေနေကြပြီလို့သိရှိရပါတယ် ဆိုတော့အဲ့ဒီနောက်မှာပြင်ပြီးတော့ကြီးရမယ့်ရွတ်တန်ဖန်ကတော့ဒီမနိခင်မဟာတာအနေနဲ့ကြီးရမှာဖြစ်ပါတယ်။ဒါကဟာတာအနေနဲ့တကယ်ဖြစ်နေတဲ့ဟာပေါ့နော်။ဆိုတော့အာစစ်ကောင်စီဘက်ကတကယ်ဖြစ်နေတဲ့ဟာကိုကိုကေကေတို့ကနော်ကိုကိုကေကေလို့သိရပါတယ်ကျွန်တော်ကတော့အာသူ့ရဲ့ channel မှာလဲအာသွားပြီးတော့ကြည့်လို့ရပါတယ်ပြည့်စုံဒီမှာကတော့ကျွန်တော်အာကြက်တဲ့နေရာပေါ့နော်အရန်ကိုရည်ရတဲ့နေရာကိုအာဖြင့်ကကလုပ်ပြီးတော့အာ3မိနစ်စာလို့ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့အပြည့်စုံကိုကြည့်ချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့ ဖဲအာဖဲချီတို့ပြီးရင်အာ YouTube YouTube channel နေပါတော့သွားပြီးတော့ကြည့်လို့ရပါတယ်ဒီမှာကတော့ရန်ကိုရည်ရတဲ့ဒီနေရာကိုကျွန်တော်တို့ဒီနေ့ဘယ်အနေနဲ့နေပဲအာမနေ့ကမှ no some ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ရအောင်နော်ကဲကိုပါခွေအဝလေးကျမတို့တရားနဲ့ထားခဲ့ကြလားကိုမောင်ခွေအာရပါရအောင်ရေမရှိတော့ကျမတို့ကိုအားကိုပါမလဲကျမတို့ကျမစိတ်ဆိုးတယ် ပြောသေးတယ်ကျွန်တော်ကျမအတန်တာမှားခဲ့တယ်လေဟမ်အဲ့ဒီခိုးချက်တဲ့ဘဝမှာတော့ကျွန်တော်ရှင်းဝင်းလေအခုတော့ရှင်းနေဟမ်အဲ့ဟောဘယ်ပါ့ဘယ်ကမဟဲ့ကျေကျေအောင်တော့ဒီနိုင်ရလာမောက်ခလာမင်းလာမင်းလာပါကကျေသတ်တော့မင်းရှင်ပါလား အဲအမလာပြီလာပြီဆရာတော်ဒီကားလည်းငါတယောက်ချင်းလွတ်လိုက်တယ်ဟိအဲဂျာဗီဒီကားလည်းဂျာဗီအဲ့လည်းရှိဟောင်းချိပါတော့တဲ့ဟာတော့မျက်နှာမမလာဘူးတော့အတွေ့အော်ဘာရသေးချာတယ်ကြောက်ပါဗျာကြောက်ပါဗျာကိုဘောက်ကိုအဘာရသေးချိုလာတွေ့တယ် အကျေဘေးကဒီနားကြွပါဖေဟာဒီနားကြွပါဖေဟာဒီနားကြွပါဖေဟာဒီနားကြွပါဖေကြောက်နေတာဒီနားကြွပါဖေဟာတစ်ခုနဲ့အုပ်ထားပါလားညက်နာဟမ်ဒီမှာညက်နာတစ်ခုနဲ့အုပ်ထားပါလားလို့ တော့ရမှာလေ။ MNC ။ဘာလဲ။အလေးတို့စိတ်နဲ့ကြည့်ရတာကြမှာ။ဘူးမြေမကောင်းဘူးပါ။တကမိုင်းအုပ်ထားလိုက်အုပ်ထား။အုပ်ထားလိုက်အုပ်ထား။ဘူးမြေမကောင်းတာ။ရှေ့မြေကိုဟုတ်ကြည့်အောင်လူရေမကောင်းလို့တော့ပြစ်ကုန်ပြီ။ဟာအမလေးအဲ့ဒီမေးအောင်လိုက်တတိုင်မေးအောင်လိုက်ကျမမကျေနပ်ဘူး။အောက်ချေကျမတို့ဘဝရ မအနေစာတဲ့ကျေးဇူးတူမှာဒုက္ခရတရားနဲ့ပြပါဒီကမရေလိုင်ဝူလိုင်ဝူကိုလဲပါရတဲ့ပါရတဲ့ရပါရတဲ့ချက်မရောက်ကြရဲ့အပြည့်ကိုကြည့်ပါဒီကမအော်ချက်မ တရီထားဟုတ်လားတရီထားငူတရီထားကျမယောက်ျားအဖြစ်ကိုကြည်အောင်ပါအဲ့ဒီဩတကယ်မတို့နေပြီတို့ရောက်ရောက်ရတိရောဇန်တော့မှာပဲတိုက်ပွဲမှာကြာဆုံးသွားတဲ့မောင်ခူးရည်ရွယ်ပြီးတော့တကလာဘာလဲဘာလဲငါလည်းပြန်ပြေးပို့ဘူးလေလမ်းဖြူလမ်းဖြူပို့လေငါလည်းပြန်ပြေးအဲ I love you, Bianca. ော်ရော်ရော်အရင်လိုအပ်နေတဲ့သူတို့အတွက်နော်ဘူးကြည့်မအဲအရမိုင်းကကဲရဲ့အိမ်ကွဲကွဲကွဲအော်အော်အစိုးရအဲ့ဒီအလန့်ဖြူကယူထားပါလားလို့ခုမှလာတောင်းနေတော့မင်းဘလို့လို့ပါတော့ဟမ်အစိုးရအဲ့ဒါယူထားရင်မင်းဒီလိုဘဝမျိုးရောက်မှာမဟုတ်ဘူးလေမြမတင်ပါဖေဟာတမီးတော့ပြောတယ် तू ခြေတံတော့က အဖြူလေးဝယ်ပြီးတော့အရေးအကြောင်းဆိုအဲ့ဒါကိုထောင်းအဲ့အလားမျိုးထောင်းဆိုတော့မထောင်းဘူးအခုတော့ဒီလိုဖြစ်ပြီအဲ့ဒါတော့ကိုယ်ကဘာမှလာတယ်မြင်တာပြီကဲဆိုတော့ဒီကတော့ဒီမနေ့ကမှကြီးရတဲ့ train အာဟာတာလေးပေါ့နော်ဒီကကိုကိုကိုတော့အာတရုတ်ဆောင်ထားတဲ့စစ်ကောင်စီအခုစစ်ကောင်စီမိသားစုတွေတက်မိသားစုတွေမှာတကယ်ဖြစ်နေတာပေါ့နော်ဒီကတကယ်အာကောင်းပါတယ် ရေးစရာလည်းအရန်ကိုကော်ပါတရားကစစ်တပ်တွေမိသားစုတွေမှာတကယ်ဖြစ်နေတာပေါ့နော်ဆိုတော့လက်တွေ့မှာမြင်ပြီးဖြစ်နေတာမှာသူတို့တ িয়োগ ပြင်ပြီးတော့ဆုံထားတာဖြစ်ပါတယ်အပြည့်စုံကိုကြည့်ရှင်လေဆိုလို့ရှိရင်သူတို့ရဲ့ channel တော့ page တော့မှာတော်ပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့ကိုကျွန်တော်နဲ့ဒီကနေ့ပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆောင်တော့ပါမယ်ကျွန်တော်ဒီဗီဒီယိုလေးကိုမေးတဲ့ကြည့်ရှုအားပေးနေကြတဲ့ဒူလန်ပြည်သူများအားလုံးကိုလည်းကိုယ်ကြမ်းမှာချင်းဆဲချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ thank you